မင်္ဂလာပါဒီနေ့တော့တိုင်းရင်းပြည်ဟာအဖျားဖျားအစီအစဉ်ပါထူးခြားတဲ့သတင်းစကားတွေပါဖို့ရှိနေပါတယ်ကိုညာသားကြီးဟုတ်ကဲ့ခင်ဗျာဘာတွေထူးခြားမှုရှိလဲပြောပြထူးခြားဆိုဗျာပထမဦးဆုံးကျွန်တော်တို့ highlight ပြခြင်းရဲ့သတင်းလေးပေါ့နော်ဟွစော်ဘုံဟင်းကိုဗျာစော်ဘုံဟင်းအာစော်ဘုံဟင်းကိစ္စပေါ့ပပကြီးကိုလေပပကြီးကိုလေပြုတ်ဘာဘာဖြစ်ပြန်ပြီဟုတ်ကဲ့စော်ဘုံဟင်းကိုရခင်က ဆက်သွေးတွေဆက်သွေးဥပဒေပုံမှားတွေဆက်စုံမှုတွေလက်နဲ့ကင်မှုတွေနဲ့ဆွဲဆိုထားတဲ့အပြင်အခုနောက်ဆုံးပိတ်ဆိုရင်အကြမ်းဖက်မှုနဲ့ပါထပ်ပြီးတော့ဆွဲဆိုလိုက်ရလို့သိရတယ်ဗျာအာကုန်းစားလို့ကကုန်းစားပြီအဲ့တော့ကျွန်တော်ကတော့ထပ်ပြီးတော့အားရတာကတဝတဝထပ်ကျွေးလိုက်အောင်မထင်းနေဗျာဟုတ်ခဏငါသူ့ကြောပြောလို့ယူနီဘတ်တွေတော့လက်ဖက်တော့ဖက်ကုန်း ဇော်မိုးရင်ကိုအကြမ်းဖက်မှုတိုက်ပြည့်ရေးဥပဒေနဲ့ဒါဆွဲတယ်ဆိုရင်အကြမ်းမှုတိုက်ပြည့်ရေးဥပဒေဆိုတာကစစ်တပ်ဟာဒီသူ့တော်လှန်နေတဲ့သူတွေကိုအတော့အုံပြုတ်ပြီးတော့ဗောနော်ဟုတ်ကဲ့မတရားဆွဲဆိုလေးရှိအကြမ်းဖက်မှုတိုက်ပြည့်ရေးဥပဒေဆိုတော့ဇော်ဘုံအင်းကိုဒါဆွဲတယ်ဆိုရင်ကျွန်တော်ထင်တာကတော့တတွင်းပုံကံမှုတွေလုပ်ဖို့လုံ့စုံနေတယ်လို့ထက်ထက်ပါသေးတယ်နောက်ဆက်တွေ့ဟာဘလူးဘလူးကိုကိုလူမြတ်ကျော်ကအဆုံးထိနားထောင်လဲဟုတ်နောက်ထက်ပါတွေကအံ့ဩစရာဗျာ ဒီကောင်ရဲ့ကွန်ရက်ကမသေးဘူးဗျာ။ဟုတ်လား။အဲအဲ့ဒီနောက်ပိုင်းမှာဒီမဲ့တက်မ33တက်မမူကျော်ဆက်မြင့်နဲ့တက်မ69တက်မမူဘုံမူကျုံတင်မောင်ကျော်တဲ့ဗျာ။အဲ့ဒါဆိုအမှုတွဲတွေအမှုတွဲတွေပေါ့။ဟုတ်တော့ဒါဆိုစစ်တပ်ကိုအာဏာသိမ်းဖို့ဇော်ဘုံကြီးကြံစီခဲ့တာ။ကြံစီခဲ့တဲ့ဘောတက်ရောက်နေတယ်ပေါ့ဗျာ။ဒါဆိုဘော်ရီယာကတော့ဆက်ဆက်တွေးချင်းရောဆက်ဆက်တွေးကြည့်ရင်တော့ဒီသဘောတက်ရောက်သွားပြီလေ။ဒါဆိုရင်တော့သူနဲ့အမြဲတမ်းတွေးနေကြဖြစ်တယ်။ ။အိုးစာကလေးတော့ပါလို့လား။ပြီးတော့ပါလဲသင်းပါ။သင်းဥ။အဲဟုတ်ကဲ့။အပူဥမှာအပူဥမှာပေါက်ကိုတော့ပေါက်ကိုတော့သူတို့တွေကအမြဲတမ်းပြပြောမယ်ဆိုရင်ပေါ့နော်။အတွဲကြီးလား။တွင်းကြီး။ဟန်ချက်ညီးတယ်။နောက်တစ်ခုကဒီသူတို့တွေကဒီမင်းအွန်လိုင်းကိုအမြဲတမ်းသူတို့ကအဟုတ်ကဲ့မကြည့်မဲ့နဲ့ပြန်ပြီးမကြည့်မဲ့နေနဲ့ဟိုပေါ့နော်ဟိုပြက်ပြုံးနေတဲ့ဟိုပေါ့နော်သူတို့ဒီစက္ကဆိုင်သုံးမကြမှုတွေပေါ့ဗျာ။ ဲ့ဒါတွေကိုပြန်ပြီးတော့ပြည်သူဘက်ကနေချနေတာသူတို့ကမုံမုံစက္ကစတော့စောက်သုံးကြတာအမှန်ပဲအဲအဲ့ဒါကိုသူတို့ကပြည်သူဆိုပြီးချတယ်ပြန်ပြီးတော့ဆိုလိုတာကဟိုအနာရှိတော့ဆက်တာအနာရှိတော့ဆက်သွားမင်းအောင်လိုက်မင်းအောင်လိုက်ဘောမတွေကအမှန်တရားထပြောလို့မရဘူးအဲ့အဲ့ဒါတော့တေချာတာပေါ့ထပြောတာနဲ့သူကမင်းအောင်လိုက်ဖမ်းတယ်သူတို့မှာကအမှန်တရားမပြောနဲ့ဘောမလာတော်မှပဲကြိမနေရတာနော်အခုကြိမနေရင်အမမတော်တော့အမမတော်ထောင်းနှန်းဆန်ရတာဟောအခုအတွဲလိုက်ဗျာ ဒါဆိုရင်တော့ခင်ဗျာနိုင်ငံတော်ပုံကံလေဆိုတာဒါမနိုင်ငံတော်ဆိုတာထက်ပေါ့နော်စစ်တပ်ကိုပုံကံတယ်စစ်တပ်ကိုဆိုတာထက်မင်းအွန်လိုင်းကိုပုံကံပြီးအာဏာသိမ်းဖို့ကြံစီမှုမှာဟုတ်ကဲ့ဇော်ဘုံကြီးအပါဝင်အမှုတွဲတွေထက်ရှိနိုင်သေးတယ်လို့ခင်ဗျာပြောချင်တာလားအဲ့အဲ့တကောတိတ်ရောက်နေတယ်ပေါ့ဗျာဟာထက်ရှိနေတာကတော့သူတို့ကဒီတက်မှ33ကိုဆွဲလိုက်တယ်ဗျာ69တက်မှဘုံမိုးလေဘုံမိုးကိုလည်းဆွဲလိုက်တယ်ဗျာဒါသူတို့ကသူတို့ဘာလို့ဆွဲတာဟာအဲ့ဒီကဇော်ဘုံကြီးကိစ္စနဲ့ဆက်နွယ်လိုက်မယ်ပေါ့ဇော်ဘုံကြီးပေါ်လိုက်တာပေါ်လိုက်တဲ့သဘောပေါ့တော်တော်များများပါအောင်မယ်တော်တော်များများပါအောင်မယ် ဒါဘုဒ္ဓမာလေးကတော့ပြဿနာရှိတယ်။အေးပေါ်ဗျာ။ချဲတော့ဘုဒ္ဓမာကိုရည်စူးပြီးတော့ချဲထိုးထားကြတယ်။ချဲပေါက်ရေခေါ်တယ်။ချဲပေါက်ရေခေါ်ပေါက်ကြပါစေ။ဘုဒ္ဓမာခံသွားရင်အဲ့ဒါတတ်မှာလေ။ပြဿနာတတ်မှာအဲ့ဒါပြဿနာတတ်မှာ။ဆိုတော့อืมဒါ၄ပြင်ခင်ဗျာဒီဘုဒ္ဓမာမဘာသာဟုတ်တယ်။မျိုးဘာသာသာသနာဆောက်ရွံ့ချစ်တော်ဟမ်ဟုတ်ကဲ့အမျိုးဘာသာသာသနာရဲ့ तू ကချစ်ပြနေတာဂရုံးတွေကအခုပါဠိကကြာနေတာ အသေးကြတာပေါ့အသေးကြတာပေါ့ဘာလို့ပါရာစီကကြလဲလို့ဟာလူမျက်တော့မင်းကဖုံးကြီးတွေဆိုတော့အလုတ်ပေါင်းလုတ်ပေါင်းဟုတ်ကဲ့ပါရာစီကဘာလို့ကြလဲဆိုတော့ तू အခုဒီကနေ့ထွက်လာတဲ့သတင်းရဗျာဟုတ်ကဲ့ဒါပေမဲ့ဖတ်ပြီးပြီလားတော့မသိဘူးဟုတ်ကဲ့ပြောပါဦးဗျာဝတ်တောက်ကားတွေကိုဖုံးကြီးတွေကိုစီးခွင့်ပေးတယ်ပေါ့ဟာစိတ်ဝင်စားနေတာလုံလုံကွာမဘာသာတောင်းပန်နေပေါ့ဗျာမေတ္တာရက်ခံပြီးတော့စာတင်တဲ့အတွက်ဒီဝတ်တောက်ကားတွေကိုဘုန်းကြီးကိုစီးဝင်ပေးတယ်ဆိုစီးတဲ့ဘုန်းကြီးမှန်သမျှပါရာစီကအိုးအဲ့လိုလားဟာအရိညာဒါနာ သူများပစ္စည်းကိုမခိုးရဘူးဆိုတဲ့အချက်ကပရာစီကတပါးပါအသေးကြတာပေါ့အဲ့တော့ဒီဒီဝတ်တောက်ကားဆိုတာနိုင်ငံတော်မှာမှတ်ပုံမတင်တာဘူးဟုတ်ကဲ့နိုင်ငံတော်အခွင့်မဆောင်တာဘူးဟုတ်ကဲ့အခွင့်အဝေးကိုတိုင်းပြည်နဲ့နိုင်ငံစီကအခွင့်အဝေးကိုဘတ်ဘတ်ခိုးလိုက်ပြီးတော့ဘတ်လိုက်ဟိုးလာခိုးမှုမြောက်တယ်ဟုတ်ကဲ့ခိုးမှုမြောက်တာကိုကျူးလွန်နေတဲ့သူတွေကိုကြည့်လိုက်တော့ဖုံးကြီးတွေ ။ဟုတ်အဲ့လိုပါစီကကြမကြ။တေးကြတာပေါ်အာဒိဏဒါနကံကိုပပဆက်ဆက်ကျူးလွန်နေတာပဲ။ကတ်တော့ကတ်နေပြီ။ဟာခက်တာပေါ့။နေ့ကအဲ့ဒါဆိုရင်သူတို့ဒီလက်ရှိဖုန်ကြီးတွေကပဲအဲ့ဒီဝတ်တော့ကားတွေကိုစီးကွင်မရတာဆိုတော့စီးကွင်ရပြီဆိုတော့ပေါ့။စီးကွင်ရပြီ။ရပြီဆိုတော့ကျန်တဲ့မပတာတွေရအောင်မမသားတွေရအခုမမသားတွေလည်းစီးပေါ့ဗျာဘုံကြီးတွေစီးပေါ့ဗျာလူတွေမစီးနဲ့ပေါ့ဗျာအော်ဒါဒါပြောနေတာကြီးလား ပြောနေတာဘုံကြီးဆိုတာအခွင့်တူးခံလူတိုင်းစားတော့မဟုတ်ဘူးမဟုတ်ဘူးနော်ပြည်သူနဲ့တရားတယ်ပြည်သူထက်တော့တကာတကာတွေတောင်ပို့ပြီးတော့အနစ်နာခံရအောင်ပဲဟုတ်ပါတယ်ဒါကိုသူတို့ကဗမာပြည်မှာသာသနာပြတ်တာလည်းမပြောနေဟုတ်ကဲ့ဒီလိုဘုံကြီးရောင်ဆောင်ဂရုံတုံးတင်ငန်းဝတ်ပြီးအခွင့်တူးခံနေတဲ့ဟုတ်ပါတယ်တီလာကြောင်နေပေါ့ဗျာစကြိုက်ပြတ်ပြီဟုတ်ကဲ့ကြီးဆိုးနေတဲ့အခါကျတော့ဒါတွေဖြစ်နေတာပဲဒီလိုကိုလူမြတ်ကြော်ရ Sorry ဗျာမပြောဘူးပြောကျွန်တော်ဒီ တိလသမารီတည်ကြည်မြင့်မြတ်တဲ့တန်ဃာတော်ကြီးတဲ့ရှိပါအရှိပါရှိဒီတော့အဲ့ဒီတန်ဃာတော်ကြီးလက်ကျွန်တော်တို့ကဥဋ္ဌိမ်မှာထားလေးစားလျက်ပါလေဒါပေမဲ့လို့အခုအခုခက်ကြီးမှာကဒါကိုရင်းရဆက်ဆက်အတုံးချကိုချိုးရှာနေတဲ့တန်ဃာတို့တန်ဃာတို့ပြောတာမစင်မပြေပါဘူးဗျာဟုတ်နော်ဒီတော့အဲ့ပုံကိုကပုံများနေတာဗျာမဟုတ်ဘူးတန်ကိုတန်ပြတန်ကြီးတက်လေဟုတ်ကဲ့ဗုဒ္ဓဟောခဲ့တယ်မလားဟုတ်ကဲ့ခင်ဗျာငါဤတာတနာငါဤတာတော်များသာဖြစ်လိမ့်မည် ေးကြတာပေါ့ဗျာတန်ကိုပြန်တန်ဖြတ်တန်ကြီးတက်အဲ့တော့ကိုကိုဆွန်းလောင်းနေတဲ့တကတကမတွေအပေါ်မှာမယူးမသားကြံစီတယ်လိန်လေလှေပြားမာယာဟုတ်တယ်တုံးပြီးတော့ဒါနန္ဒရဆဟုတ်ကဲ့လူရတန်းကြဟုတ်တယ်လူဖို့တန်းဖို့လူတန်းဖို့ပေါ့ဟုတ်ပါတယ်သို့တော်ငါတို့တကတကမတို့အချင်းဇာရိတဇာရိတသီလဆိုတာတခုံးမှပြောတဲ့ဘုံကြီး ်အင်းမနဲ့ရှားတယ်နဲပါတယ်ခင်ဗျာရှိတယ်ရှားတယ်ဟုတ်ကဲ့ရှိတော့ရှိပါတယ်ရှားပါတယ်အဲ့တော့ဒါနန်ဒါရက်ဆာဟောပြီးဘုံကြီးတွေကအိမ်ပိုင်ကျောင်းပိုင်ကားပိုင်တွေဖြစ်လာတဲ့အခါကျထွက်ပြီးတော့မရားယူဟုတ်ပါတယ်အကုန်လုံးမဟုတ်ဘူးဟုတ်ကဲ့တချို့တချို့တချို့ကိုကျွန်တော်တို့ကဆိုလိုနေတာပါမြင်နေရတယ်တော့ဟုတ်ကဲ့အချက်လက်နဲ့ကင်ပြောတာအဲ့ဒီအပြင်ပူဆိုးတာကဗျာအဲ့ဒီကမပပဘုံကြီးတွေဒီလက်ရှိ ဖုံးကြီးတွေပေါ့နော်ဖုံးကြီးတွေကိုဒီဝိတောက်ကစီးကွင့်ပေးဖို့အတွက်ကိုတန်ကနာယကအဖွဲ့ကနေပြီးတော့ထောက်ကန်ချက်ဖြင့်စီတွင်ကပြုတယ်အဲ့အပြင်ကိုတကိုးထောက်ကန်ထိုးထောက်ကန်တကိုးထောက်ကန်ဒါအပြင်မပတန်းနဲ့အမျိုးသားရေးအစွန်းရောက်ဖုံးကြီးတွေကလည်းသူတို့စီးနေတဲ့ကားတွေကိုလိုင်စင်မဲ့ကားအဖြစ်စီးနေမှုမှဖန်စီကွင့်ကိလခွင့်အာရဖို့အတွက်ကိုတဲ့ တက်နေမှုတွေရဲ့ထောက်ခံခြင်းနဲ့လုံးတဲ့ဗျာတကူအပိတွေတကူအပိတကူအဖွဲဖြစ်မှာဘူးလားတကူလက်ခံနေအဲ့ဒါဆိုရင်တက်နေမှုဆိုတဲ့ပုံကိုရအောင်တကူအပိနေအဲ့ဒါဆိုရင်ဒီဝိတောက်ကားကိုမစီရဘူးဆိုတဲ့အမိတ်ထုတ်ပြန်ပြီးတော့လက်သိပ်ထုတ်ပြန်လဲပြီးတော့ခွင့်ပြုနေတာတွေကောဘုံမင်းအောင်လည်းကြောက်တာ ခင်ဗျားတို့ကျွန်တော်ပြောခဲ့ဘူးလေဟုတ်ကဲ့မင်းအွန်လိုင်းကရုံးကရုံးတွေကိုဖမ်းရတာဟုတ်တယ်ပြောရနော်ပြောခဲ့ရပါတယ်ကျွန်တော်တို့အမလီစစ်တပ်ကစစ်တပ်ဗဇက်ဟာလိုက်တာနဲ့ဥပနခွေရှိတန်းသိနေကြုံမချိရဲပါဘူးမချိရဲပါကရုံးတွေကိုဖမ်းရလားဆိုတော့အခုတွေ့လားတွေ့လိုက်ပေါ်လာပါပြီပေါ်လာပါပြီမင်းတို့လိုင်းကျွန်တော်အနေနဲ့ကဗျာอืมလက်ရှိသူတို့ဖမ်းရတာကလက်လုံးလက်စားမရှိမဲ့ရှိမဲ့စုပြီးတော့လုပ်ငန်းလိုအပ်ချက်ရလဲဝယ်ပါတယ်ဆိုတော့ပြည်သူတွေပဲဖမ်းရတာဟုတ်တယ် ဒါလေးကိုကျွန်တော်တို့ကကို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 မြင်ရအောင်မြင်နိုင်အောင်ဒီဘက်ကနေကျွန်တော်ပြောပြနေရပါဘူးမြင်နေတဲ့လူတွေကလည်းမြင်ပါမြင်လို့မြင်နေကြပါသိတဲ့လူတွေကသိတယ်ဟုတ်ကဲ့ခင်ဗျာမသိတဲ့အချောင်သမားကလည်းတောင်းတမာကြီးဟုတ်ပါတယ်အခုချိန်ထိအောင်ဟိုလိုလိုဒီလိုလိုနဲ့ဟာရရှိသေးတယ်ဗျအဲ့ပြင်မှာတီသူကတော့ထားလိုက်တော့ဟုတ်ကဲ့နိုင်ငံကြီးဒေါ်လာကြီးမပါဘူးဗျသူတို့ကြောက်လို့ဗျတခုခုကြောက်မပါဘူးဟုတ်ကဲ့မပါဒါဒါဒါနားလည်ပြီလို့ရအချောင်သမားဖြစ်လဲထားလိုက်ဦးနော်ဟုတ်ကဲ့ခင်ဗျာပါတယ်လို့လည်းပါတယ်ကွာဟုတ်ကဲ့ ဒါပေမဲ့တခုရှိတာကတော်လိုင်းနိုင်ငံကြီးလုတ်ပါတယ်ဆိုတဲ့လူတွေကတော့ဒီတက်ပို့ပြီးတော့ဇာရိတတီလာရှိဖို့လိုတယ်လိုတာပေါ့ဗျာဘဘဝန်နေပြောခဲ့ဦးလေဟုတ်ကဲ့ခင်ဗျာမင်းတို့နိုင်ငံကြီးကတဲ့ရိုးသားမှုမရှိရင်ဟုတ်ကဲ့ကျေးဇူးရှိသူကိုမဖော်ပြရင်မင်းနိုင်ငံကြီးကပြတ်မှာပဲဟုတ်ကဲ့နော်ဟုတ်ကဲ့ဆိုဒီစကားအင်မတန်မှန်သားတယ်အင်မတန်တန်ဖိုးကြီးရဲ့စကားလုံးပါခင်ဗျာတော်လိုင်းနိုင်ငံကြီးကရိုးသားပြီလားကူကျွန်တော်လက်ရှိစက္ကဆ နှစ်60ရှိတဲ့တတန်းရှိတဲ့တခိုးတည်းများတက်ကိုဒီချိန်မှကျွန်တော်တို့စုပေါင်းမဖြုံနိုင်ဘူးနောက်ဆုံးပွဲကိုကျွန်တော်အဆုံးမတတ်နိုင်ဘူးဆိုရင်ခက်ကာလာတစ်ခုမှာကျွန်တော်တို့ကဒီတခိုးတက်ရဲ့အောက်မှာပဲဆက်ပြီးသားစဉ်မြင်းဆက်ကျွန်ခံရမဲ့သဘောဖြစ်နေပါတယ်အဲ့ဒီတော့ကျွန်တော်တို့တွေနဲ့တရားရဲ့တယောက်ကရိုးသားမှုတွေရှိရတယ်အဖွဲ့အစည်းတိုင်းလူကြီးတိုင်းသက်ဆိုင်ရာပုံကိုယ်တိုင်းက အပြန်လှန်ဟိတ်တော်လန်ရင်မှာရိုးရိုးတတနဲ့ရှိရမယ်ကျေးဇူးရှိသူကိုကျေးဇူးရှိပါတယ်ဆိုတာကိုပေါ်ပြရတဲ့တတိရှိဖို့အမတန်လိုအပ်ပါတယ်ဟုတ်ကဲ့မရှင်အောင်ကိုးနေတာဟုတ်ကဲ့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကအခုဒီရနေပြီးတော့ရိုးသားကြပါကန်တော့မှာကြည့်ပြီဟုတ်ကဲ့နော်ကျွန်တော်ပြောတာကရန်သူရဲ့ဒါကျွန်တော်ဟိုဘက်အလဂီရဟာလူမြတ်ကျော်မှာလဲကျွန်တော်အကိစ္စကိုထည့်ပြောမှာပေါ့နော်အခုဂျာမြန်ပြောလိုက်ဟုတ်ကဲ့ခင်ဗျာ ်ရန်သူရဲ့ဘလို့ကြဆုံမှုမျိုးကိုမဆိုဟုတ်ကဲ့ဘလို့ရှုံးနိုင်မှုမျိုးကိုမဆိုကျွန်တော်တို့အောင်ဝဲခံတယ်တော့ဝမ်းပြန်ဝမ်းသာဝမ်းပြန်ဝမ်းသာဖြစ်ရမှာပဲစိတ်ရှိရဟုတ်ကဲ့ဒီတွေးခေါ်မျိုးအခြေခံတော့မရှိပဲနဲ့စစ်တပ်နဲ့အတွေးတူအတွေးခေါ်တူလုံလီလုံဟန်တူတဲ့အချက်တွေကိုကန်တော့တိုက်ပွဲမှာဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာနော်တဲ့နဲ့ပြောရင်တော့ပကဖားဆိုတဲ့လူဟုတ်ကဲ့ပထမတစ်ချိန်မှာ တက်တဲ့အချက်လည်းရှိရနော်ဟုတ်ကဲ့ဆက်ကရင်ရှော့ရိုက်ထားတယ်ပို့ဖြတ်လို့မရဟုတ်ကဲ့ခင်ဗျာပထမတစ်ချက်မှာသူတို့ပြစ်ပါတယ်ပြောဟုတ်ကဲ့ဒုတိယတစ်ခါမှာဒါမဆိုင်တက်ကပြက်ကြတာပါတယ်ပြောပါတယ်ဟုတ်ပါတယ်ဆိုတော့ဗျာအိဆာမိတ္တိယာတွေပေါ်လွင်နေတယ်ငါတို့လှုပ်တာမဟုတ်ရင်တော်လန်ကြီးမဟုတ်ဘူးငါတို့လှုပ်တာမှတော်လန်ကြီးငါတို့သာကြီးဆိုရင်ငါတို့သာငါတို့ခိုင်းတဲ့များလို့ငါနိုင်ငံကြီးမှာမယိုးသားကြတော့ဘူးဟုတ်ကဲ့ ဒါရီဟာတပြေးပြေးနဲ့ဘာဖြစ်လာမလဲဆိုရင်ပြည်သူရဲ့ဖယ်ကျင်မှုနဲ့နိုင်ငံတော်လိုင်းလူရဝလူရဝမှုပျောက်ဆုံးလာလေပျောက်ဆုံးလာမှာပါဟုတ်ကဲ့ကျေးဇူးရှိသူကိုမဖော်ပြရဲဘူးဟုတ်ကဲ့ကျေးဇူးရှိသူကိုမဖော်ပြရဲဘူးခင်ဗျာတော်လိုင်းကြီးဟုတ်ကဲ့တော်လိုင်းကြီးသမားတွေတချို့ဟုတ်ကဲ့ခင်ဗျာတုံးနဲ့တူအပြန်အလှန်ဖေးမှအကူအညီကျေးဇူးရှိတဲ့လူကိုမဖော်ပြပဲသူတို့နေရာတစ်ခုပေါ့ဗျာဟုတ်ပါတယ်အာနာတစ်ခုရွားရင် သူတို့ကြီးပဲလုတ်ခဲ့တရားရောင်းဟုတ်ကဲ့နော်သူတို့ကြီးပဲအဲတော်တလူလူတက်တလူလူဆိုတာမျိုးတွေဖြစ်တာကိုတော့ကျွန်တော်တို့အင်မတန်ဆယ်ပြောင်းဖြစ်ရတယ်ဖြစ်ရပါတယ်ဘာကျွန်တော်တို့ပြည်သူကဘာလို့ကြုံတက်ရှိနေတာဒီဟုတ်ကဲ့စစ်ကြုံတက်ပေါ့ဟုတ်ကဲ့ခင်ဗျာတလိုင်းနိုင်ငံကြီးမှာနေရာရရင်ဝိုင်းခိုးမယ်ဆိုတဲ့အုပ်စုတစုရှိနေတယ်ရှင်းတယ်နော်အဲ့ရောကျွန်တော်တို့တွေကတော်လန်ကြီးကိုရှေ့ရှုလက်ရှိ 现在哟，日贴破皮狗，能送不呢？呢，就送他那一部。就那安龙苏西牛牛破老坏，哎，你爸妈看他看他表弟的是个啷个？就那刚从坟里埋来，木瓦大的是讲细瓦的，只要哎，木瓦大的干着办。现在米票不买，板凳丢的人，就那人都都热砖牛牛耍，带路没呀？我说讲的呀，没事嘛。 ရှိပါတယ်မူဝါဒပိုင်းကရှိပါတယ်ဒီပိုင်းမှာရှိပါတယ်အပြောကြည့်ပါအောင်ဟုတ်ကဲ့ရှိလို့မတိုက်တာလေအဲ့တော့မူဝါဒတွေကိုကျွန်တော်ဖြည့်ညှိပါကျွန်တော်ပြောပြမယ်ဟုတ်ကဲ့ခင်ဗျနိုင်ငံရေးတော်လှန်ရေးမှာစင်စွေနန်းတော်ထဲမှာတမောဒီတော်စားပြီးလာပြီးမလွတ်နဲ့ခင်ဗျကျွန်တော်ပြောတာသဘောပေါက်လားပေါက်ပါတယ်ဟုတ်ကဲ့ခင်ဗျခုနရှိတယ်လို့ကျွန်တော်ပြောနေတယ် ဟာကြည့်တယ်လို့လူမဲ့တော်မင်းကဖောင်းတူတာအာပါလာမယ်ဟုတ်ကဲ့ဟာလက်တွေ့ကြီးဒီပြနေရဗျာကန်တော့ဟာမစကိုင်ပြရနော်ကန်တော့ဘာတွေဖြစ်နေလဲကျွန်တော်တက်မြေပြန်လူတွေအကုန်ပိုသိတယ်ပိုသိပါတယ်အဲရင်းမှပင်အဲကန်တော့ပလဲမှနေတဲ့လူတွေပိုသိတယ်ဟုတ်ကဲ့ဟုတ်ပါတယ်ခမရအညာသာတီကောင်းတီနိုင်မယ်မသိလည်းမသိဘူးဗျာနော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ပြပြမယ်ဘာကြောင့်လဲဒီလားဟုတ်ကဲ့ပြောကြည့်ပါဦးကိုမကျော်ကြီးလက်ကန်တုတ်တွေဖွဲ့ကြရည်ဒီဟုတ်ကဲ့တုတ်တက်ကိုတက်သူ့လူကိုလူ မျက်နှာကြီးကဟင်းပတ်ပါကိုပါတီကဆွဲထက်ကိုပါတီကလူနေရပြီမလိုအပ်တာတွေရှောက်လို့ဖောင်းပွားကတောင်းကနေဖယူဖေးနဲ့ဒီနေ့လေတမရာယုံပြောရေးစုခွင့်ရှိဘူးဥကြော်သောနှုတ်ထွက်ပြန်လေဟုတ်ကဲ့နော်ဟုတ်ကဲ့ပါနှုတ်ထွက်ပြီးတကလာ तू ကလကမယူတဲ့နော်အဲတမရာယုံအကြံပေးပြီးဆက်ရှိနေမယ်ပေါ့ဟုတ်ကဲ့အရင်တော့အရင်တော့ယူနေတယ်ပေါ့ဒါဆိုရင် ဟုတ်ကဲ့တော့စကလုံးအထိပဲရဆိုရင်တော့ဒီလိုဖြစ်သွားတာပေါ့နော်နောက်တစ်ခုတက်ပြောအောင်မယ်ဥက္ကမောင်ဆိုတာအဲ့ဒါကိုရေးထားတယ်ဟုတ်ကဲ့ကျွန်တော် RF ဥက္ကမောင်ဆိုဟုတ်ကဲ့ RF ဥက္ကမောင်ဆိုပြပါလေဟုတ်ကဲ့အားတဲ့ဥကျော်ဆိုတော့ရိုးသားတယ်ပေါ့ဗျာအဲမှာညာပေါ့သူတော့တချို့ခီးစင်နေဆိုသူအိတ်တွေကလီရင်ဈေးကိုတော့သူစိုက်ပြီးတော့သွားပြီးတော့လှုပ်ပြီးတယ်ဟုတ်ကဲ့ဟာကျွန်တော်ဥကျော်ဆိုတာလီရင်ဈေးကော့ကိုစိုက်ထုတ်ပြီးတော့သွားလှုပ်ပြီးတော်လိုင်းကြီးကလှုပ်တယ်ဆိုရင်ရိုးသားတယ်ဆိုရင် ကျန်တဲ့လူတွေလင်းစေးထုတ်ပြီးတော့သွားကျင်ရသွားလာကျင်ရလာတဲ့လူတွေကမကျူးသားဘူးလားဟုတ်ကဲ့မေးကြည့်တာပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါစကားအထိပ္ပယ်တွေကတော့မျိုးမျိုးဖြစ်သွားတာပေါ့နော်ကျွန်တော်တို့ဟိုဟိုဘယ်လိုခေါ်မလဲသူတို့လိုပေါ်တာနော်ဟုတ်ကဲ့ခင်ဗျာဆိုတော့ကျွန်တော်တို့ကတခါတခါကြရင်ဗျာကျွန်တော်တို့မှမဟုတ်ပါဘူးကျွန်တော်တို့ဆိုတာကဟိုနိုင်ငံတော်လည်ရေးမှာဗျာဟိုနည်းနည်းလေးပေါ့ဝင်ပြောတယ်ဝင်လောက်တယ်ပေါ့နော်ဟုတ်ကဲ့ပြည်သူလူထုကသိတယ်ဗျာဟုတ်ပါတယ်တလားသူမနာကြောမှာတန်ရာနေ တီဘောမင်းခေတဲကတီဘောမင်းပါတော်မူတဲကနေဒီဒီတော်လန်ယူကိုဖျက်တမ်းနေတာမြေပြင်မှာပြည်သူဟုတ်ပါတယ်ဟုတ်တယ်နော်လက်ရှိယနေ့ခေယနေ့ကာလယခုချိန်ထိအောင်လဲပြည်သူပါလို့ဒါလင်ဒီတော်လန်ရဲ့ဒီခရီးဒီချိန်ရောက်လာတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြည်သူအများစုရဲ့စန္ဒားကအင်း260လုံးလုံးလောက်ဝက်ကြီးအုပ်စော်ကားရက်ဆက်ချင်းတိုင်းရက်ဆက်နေတဲ့စစ်အာဏာရှင်ကိုအမြင့်ပြတ်တမုံဆွဲပြီးတဝကျွေးခြင်းနေတာပါ ဒါပေမဲ့ဟုတ်ကဲ့အခုကြွေးနေရလည်းပြည်သူပဲเนาะဟုတ်ပါတယ်ခင်ဗျာအဲ့ဒီအဲ့ဒီလူတွေကိုပြောချင်တာအဲ့ပါကဖားတွေပါလေဟုတ်ကဲ့ခါတည်းထည့်ပြောမယ်ကျွန်တော်ပါကဖားတွေကိုဖောင်းထုတ်နေရမို့တဲ့တဲ့ပြောတာ NUG ကြွေးနေတာမဟုတ်ဘူးเนาะဟုတ်ကဲ့ဟုတ်ပါတယ်အဲ့တော့ကျွန်တော်တို့ကတော်လန်ရေးကိုပဲရှေ့ရှုကြပါဒီတော်လန်ရေးအမြင့်ဖြတ်ဖို့ကိုပဲတစုတစည်းနဲ့လောက်ကြပါလို့ဒီနေရာကနေကျွန်တော်ကတိုက်တွန်းနှိုးဆော်ရင်းနဲ့ဘဘဦးနေနောက်ဆုံးစကားလေးပေါ့ ဟုတ်ကဲ့ခင်ဗျာခင်ဗျားတို့ရိုးသားကြပါဗျာကျေးဇူးရှိသူကိုလည်းဖော်ပြရဲကြပါမိမိကိုယ်ကိုမိမိကိုယ်လည်းတက်နိုင်ဆုံးရိုးသားဖို့ကိုစူးစမ်းဆောင်ရွက်ကြစီလိုပါတယ်လို့ဒီနေရာကနေဆန္ဒပြုရင်ကျေးဇူးတင်ပါခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ